အလင်းလိုင်းကွန်ရက်ကနေကြိုဆိုပါတယ်ဒီကနေ့ဖတ်ပြပေးမှာကတော့ဗမာပြည်ကွန်မြူနတီပါတီဗဟိုစီယုံရေးကော်မတီရဲ့အာပေါ်ပြည်သူအာဏာကြမ်းတဲ့အမှတ်32 2010ခုနှစ်စက်တင်ဘာလတို့မှာဖော်ပြပါရှိတဲ့စူပါပါဝါကြဆုံးပုံများကိုစူဇန်လေးလာကြဆိုတဲ့လေးလာရေးဆောင်မှာဖြစ်ပါတယ် ဒီဆောင်းမကိုရဲဘော်ဂျင်မောင် ရေးသားခဲ့တာဖြစ်ပါတယ်စူပါပါဝါကြဆုံးပုံများကိုစူဇန်လေ့လာကြဆွေနေကန်တအင်္ဂလိပ်ဟာစူပါပါဝါစစ်စစ်တော်မဟုတ်ဘူးဒါပေမဲ့သူ့ခက်ကတော့သူများထက်ခေါင်းတလုံးသာလာမှန်ပဲနေမဝင်အင်ပါယာရှိရုံမကပင်လေပင်ကိုစိုးမိုးသူပါဒါကြောင့်သူ့ကြဆုံးမှုကို လေ့လာတဲ့နည်းတချို့ကအိန္ဒိယကိုလွတ်လပ်ရေးပေးလိုက်ရတဲ့1948မှာသူ့အဆင့်တန်းကျသွားတာလို့ပြောတယ်တချို့ကတော့ SUS2 မြောင်းစစ်ပွဲ1956မှာ American Soviet PR နဲ့ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်တို့ကြောင့်နောက်ဆုတ်ပေးလိုက်ရတဲ့အချိန်မှာအဆင့်တန်းကျသွားတာလို့ပြောတယ်ဒုတိယပြောဆိုချက်ကိုသဘောတူပါတယ်အိန္ဒိယကိုလွတ်လပ်ရေးပေးလိုက်ရတာကအိန္ဒိယပြည်သူတွေကိုစိတ်ဆက်လျှော့ပေးရတာပဲ တခြားပါဝါတစ်ခုကအမိန်ပေးလို့နောက်ဆုတ်ရတာမဟုတ်ဘူးပြီးတော့လဲဒနသဟာရာထဲမှာအိန္ဒိယပါကစ္စတန်ကိုသွတ်သွင်းထားနိုင်တယ်စိတ်တက်ရေးရရပြောရရင်လဲအရှက်တကွဲဆုတ်ရတာမဟုတ်ဘူးတိတ်ခါတောင်တက်သေးတယ်ဆူအက်စ်ကိစ္စမှာဆုတ်ရတာကတော့အရှက်တကွဲဆုတ်ရတာပဲအမေရိကန်နဲ့ဆိုဗီယက်ပေါင်းပြီးချပစ်လိုက်တာပဲကုလလုံခြုံရေးကောင်စီ UNSC မှာတင်ရင်အင်္ဂလိပ်ပြင်သစ်တို့က ဗီဒီယိုနဲ့ပယ်မှာပဲဆိုတာသိလို့ကုလသမဂ္ဂထွေထွေစည်းဝေးကြီး GA မှာတင်တာဖြစ်တယ်64မီကထောက်ခံပြီးကန့်ကွက်သူက9မဲပဲရှိတယ်ဒါကြောင့်အင်္ဂလိပ်ပြင်သစ်တို့စစ်ရက်ပေးပြီးဆုတ်ကြရတယ်တဘာတဲ့ဆက်ပြီးပြောရမှာကဆိုဗီယက်ခရုရှော့ဖ်အဲ့ဒီကစပြီးဇောင်ကြွားကြွားဖြစ်တာပဲအမေရိကန်ကအင်္ဂလိပ်ပြင်သစ်ကိုဖြောင်းပြနားချတာပဲလုပ်ပြီးစစ်ရက်ခိုင်းနေတာပါခရုရှော့ဖ်ကတော့ ရရင်ရက်မရရင်ဒုံးနဲ့ပြစ်မယ်လို့ချိန်ကြောက်တာဖြစ်တယ်။ Spot နဲ့လွတ်ဖို့ဆိုရက်မှာအသင့်ဖြစ်နေခြင်းဖြစ်လို့ဒုံးမြန်စကားဆပြောတာပါ။အီဂျစ်နဲ့ရှေ့လယ်ပိုင်းအာရဗ်လောကကသူ့ကိုသူရဲ့ကောင်းလို့ထင်ကြီးသွားစေတယ်။တကယ်ကတော့အမေရိကန်နဲ့ပေါင်းပြီးလို့သူ့ချိန်ကြောက်မှုကလုံးဖြစ်တာပါ။အမေရိကန်ကလည်းသိတယ်။ဒါကြောင့်အဲ့ဒီကိစ္စပြီးပြီးချင်းပါပဲ။ Back တက်စာချုပ်ကို ပါကစ္စတန်၊တူရကီ၊အီရတ်၊အီရန်တို့နဲ့ချုပ်ဆိုလိုက်တယ်။1959မှာ အစင်ဟောင်းဝါဝါဒဆိုတာထုတ်ပြန်တယ်။အဲ့ဒီထဲမှာပါတဲ့အဓိကချက်ကတကဘာလုံးမှာအမေရိကန်ရဲ့အကျိုးစီးပွားရှိတယ်။လွတ်လပ်တဲ့ကဘာကတိုင်းပြည်တွေရဲ့အကျိုးစီးပွားနဲ့တညီတညွတ်ထဲရှိတယ်လို့ပါတယ်။ဒါကကွန်မြူနစ်စန့်ကျင်ရေးစစ်အေးတိုက်ပွဲအရှိန်မြင့်လိုက်တာပဲ။ SUS2 မြောင်းစစ်ပြီးကြတဲ့ကကဘာမှာစူပါပါဝါနှစ်အိုးပဲရှိခဲ့တယ်။အင်္ဂလိပ်ကလည်းသူ့အခြေအနေမှန်ကိုသိပြီးနောက်ဆုတ်တယ်။ junior partner ကိုပဲလက်ခံလိုက်တယ်။ဒါပေမဲ့ သတိပြုဖို့ကဆင်းပိန်ရင်ကြွဲအဆင့်တော့ရှိတာကြီးပဲကုလသမဂ္ဂရဲ့ကြီးငါးကြီးတဲကကုတ်နဲ့ကော်ပြီးထုတ်ပြလို့မရပါဘူးတစတဲ့ကြားဖောက်ပြီးဆွေးနွေးပါမယ်ချန်ကေရှိတ်ဟာအမေရိကန်ကျေးဇူးကြောင့်တရုတ်ပြည်ကိုကြီးငါးကြီးတဲပါအောင် လုပ်နိုင်ခဲ့တယ်ဒါကိုအသိမှတ်ပြဖို့ပါချန်ကေရှိတ်ဟာထိုင်ဝမ်ပြည်နေရပေမဲ့ကြီးငါးကြီးထိုင်ကုန်ကိုလက်မလွတ်ဘူးကောင်ကွက်90အလွန်ထိထိန်းထားနိုင်ရတာပဲ။ သူပြေးရတဲ့နှစ်ကစတွက်ရင်နှစ်ပေါင်း20 UNSC မှာ video power ကင်ပြီးထိုင်းနေတာပဲကိုရီးယားစစ်ပွဲမှာတရုတ်ကွန်မြူနစ်ဆိုရဝင်တိုက်ရတာကလည်းဒီကိစ္စနဲ့ဆက်နွယ်နေတယ်ဝင်မတိုက်ရင်ချန်ကေရှိတ် KMB တပ်ကတရုတ်ပြည်ရှေ့မြောက်ကိုအမေရိကန်အကူအညီနဲ့ဝင်လာရမှာပဲဗမာပြည်က KMB တရုတ်ဖြူတပ်တွေသွေးကြွတာလဲအဲ့ဒီအချိန်ကပဲနှစ်ဆိုဗီယက်စူပါပါဝါရဲ့ကြာဆုံးကကတော့ ျွန်တော်တို့မျက်စိအောက်မှာဖြစ်ခဲ့တာပါသူ့ကြဆုံးငန်းအစကစူပါပါဝါအဆင့်ရလာပြီးကလေးကလို့ဆိုရမယ်သွေးကြွပြီးစူပါပါဝါကျင့်ကျင့်လာတော့ရဲဘော်တွေက သူ့ကိုဝေးပန်းတယ်မိတ်ဆွေတွေကိုလိုနီတိုင်းပြည်တွေက သူ့ကိုခွာတယ်ဒီလိုနဲ့ထီးကြံဖြစ်တယ်မိဘအမွေကိုထိုင်ပြီးဖြုံးပစ်နေတဲ့သူတို့ကျင့်ညံလို့ဇက်သိမ်းမလာတာပဲခရူရှက်ကြာသွားပြီးဘရက်စနက်တက်လာတော့ ငါတကောကောတဲ့စစ်ပွဲတချို့တိုက်တယ်အာဖဂန်စစ်ပွဲမှာဘွတ်နေတော့တာပဲနောက်တော့တေဂါနီးကြီးတွေတယောက်ပြီးတယောက်ခေါင်းဆောင်တက်လို့ကြတယ်လမ်းစဉ်မှားပြင်ဖို့မလုပ်ကြဘူးနောက်ဆုံးတော့ဆိုဗီယက်ဆိုရှယ်လစ်လမ်းကြောင်းကိုမြေမြုပ်ပစ်မဲ့ဂေါ်ဘာချော့ဖ်တက်လာပြီးဇက်သိမ်းမလဖြစ်ရတာပဲစူပါပါဝါကကြဆုံးတော့ရက်စင်ကရုရှားကိုခေါင်းဆောင်တယ်သူကစစ်ရှုံးသူလို့ကျင့်တယ် ူတင်တက်လာတော့မှပါဝါအနေထားကို ပြန်ယူတယ်။စူပါပါဝါဖြစ်ဖို့တော့မလွယ်တော့ဘူး။စင်ပိန်ကျွဲအဆင့်ထိန်းထားတယ်။ခုတော့စူပါပါဝါလက်ကျန်အမေရိကန်အလက်ရောက်နေခြင်းဖြစ်တယ်။ဆိုဗီယက်က အောင်မြင်မှုနဲ့ယဉ်မှုမိဘအမွေနဲ့ဗာရာဏသီကလေးကျွဲတထေးသားလို့လောက်ခဲ့တဲ့ဆိုဗီယက်လမ်းကို သူလဲလိုက်နေပုံပေါ်တယ်။ဒုတိယကမ္ဘာစစ်မှာ စုဆောင်မိတဲ့ကြွယ်ဝမှုနဲ့ဩဇာအာဏာကိုတုံးဖြုံပစ်ခဲ့လို့သူလည်းကြာရိပ်ပြနေပြီဒုတိယကမ္ဘာစစ်မှာသူများတွေပြပုံဖြစ်နေချိန်စီးစိမ်ပြုတ်နေချိန်မှာအမေရိကန်ကဘုံတလုံးအကျဲမခံရဘူးစီးစိမ်ဥစ္စာတက်တယ်စစ်တွင်းမှာအကြဆုံးကသူအ ਨੇ ဆုံးပဲစစ်သည်အကြဆုံး3သိန်းနီးပါးပဲရှိတယ်ဆိုဗီယက်က6တန်း3သိန်းရှိတယ်အင်္ဂလိပ်ကတောင်3သိန်း5000ရှိတယ် စစ်တွင်းမှာအလုတ်လက်မဲ့မရှိအလုတ်လုံနိုင်သူတိုင်းအလုတ်ရတယ်။စက်ယုံနေတယုံမိတယုံတီးနေတယ်။အမျိုးသမီးတွေအလုတ်သမားတက်ဖွဲ့တယ်အလုံးရင်းနဲ့ပါလာတယ်။စစ်တိုက်နေတဲ့ပြည်သူတွေကိုအကျွေးရောင်းတယ်။အရင်နီးနေနေပေးပြီးအမျက်အများဆုံးရတာအမေရိကန်ပဲ။တူဦးဒီတော့အမှုမြူလက်နဲ့ပိုင်ဆိုင်သူလဲချစ်လာတယ်။ကုလသမဂ္ဂတို့ကမ္ဘာဘဏ်တို့ IMF တို့ဆိုတာကလည်းသူ့လက်သူ့ခြေပဲ။အခြေခံတောက်တော့သူကအတော်ကြာကြာတောက်ခံနေမှာပါ။ ဒါပေမဲ့ Bush အငယ်လိုငါတကောကောသူတမရတွေများရင်တော့တီအီအီကြမှာပဲအခြေခံမတောင့်နဲ့ဆိုဗီယက်လိုတော့အကြမြန်မှာမဟုတ်ပါစူပါပါဝါအဆင့်ကိုသူတို့ဆက်လက်ထိန်းသိမ်းနိုင်မှာပါတရုတ်ကမှီးလာတဲ့ဆိုတာဒဏ္ဍာရီပါစစ်အေးခေတ်တကြောပြောင်းခြင်းသူများရဲ့အာဘော်လွှင့်မှုပဲတရုတ်ကစစ်အေးလွန်ခေတ်မှာအကျိုးကျေးဇူးအများကြီးရတာမှန်တယ်1980ခရဲကမော်စီတုံးချော်ရင်တိုင်းတို့က ဆိုဗီယက်ကိုခွာအမေရိကန်နဲ့ဆိတ်ဆက်လုပ်ခဲ့တာပဲအရင်ကလည်းတရုတ်က COMECON ဆိုဗီယက်စီဝါရေးအုပ်စုတဲ့မပါဘူးဝါဆောဆိုဗီယက်စစ်အုပ်စုတဲ့မပါဘူးဆိုရှယ်လစ်ဂိုင်းကြီးဆိုတာ ပုံမြင်မှာဒါကိုအနီးကပ်လေ့လာသူများသိပါတယ်ဘယ်တော့မှကျွန်းဝရစစ်ပါမဲ့အလို့တရုတ်ကလုပ်လို့မရှိပါဘူးသူ့ဂျိုဂျီစုဘာလဲဆိုတာသိပါတယ်ဆိုဗီယက်ကတရုတ်ကိုတောင်မြောက်ကိုရီးယားခွဲတယ်လို့လုပ်ဖို့ 1948လောက်ကကြိတ်ကြံတာကိုသူကလက်မခံခဲ့ပါဘူး။တောင်မြောက်ကိုရီးယားကို38မြင်းမြန်မှာခွဲတယ်လို့တရုတ်ကလည်းရန်စီမြစ်ကိုအခြေပြုတ်ပြီးခွဲဖို့လုပ်ခဲ့တာကိုလက်မခံခဲ့ပါဘူး။တိုင်းပြည်နှစ်ချမ်းကွာရင်ဘယ်လိုဖြစ်တတ်တယ်လဲဆိုတာဗီယက်နမ်ကိုရီးယားတို့ကိုကြည့်ရင်ရှင်းပါလေ။ဗီယက်နမ်မှာပြန်ပြီးတပေါင်းတစည်းတည်းဖြစ်ဖို့စစ်တိုက်ခဲ့ရတယ်။25နှစ်ကြာတယ်။ကိုရီးယားကတော့တွေ့ကြတဲ့အတိုင်းပဲ။ တရုတ်ပြည်သားနှချမ်းခွဲခံရရင်မပြီးနိုင်တဲ့ပြည်တွင်းစစ်ကိုတိုက်နေရမှာပဲတရုတ်ကောင်းဆောင်တွေကအမျော်မြင်ရှိခဲ့လို့ပဲတောင်မြောက်မကွဲတာပဲဒါတောင်ထိုင်ဝမ်ပြဿနာကတန်လန်ဖြစ်နေတော့မှာတရုတ်ကစူပါပါဝါဆင့်ကိုတော်တော်နဲ့မရနိုင်ဘူးဆိုတာသိရုံမကအဲ့ဒီတင်းညွတ်မှုကိုလက်မခံပါဘူးဒါကြောင့်ပဲသူ့ရဲ့ Congress အစည်းအဝေးခန်းစာတွေမှာမျက်မှောက်ကာလဟာငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုအဓိကဥတီလောက်ရမဲ့ခစ်လို့ ကြီးညာနေတာပဲတစ်ဆက်တည်းမှာတရုတ်လက္ခဏာရှိတဲ့ socialist တိဆောက်မှုကိုရာစုနှစ်တွေချီးပြီးလုံးမရမယ်လို့ပြောနေပါတယ်အခါခွင့်ပေါ်တော့ညာများကုံွယ်ကြဖို့ဈေးကွက်ကျဲကျဲဖွင့်ဖို့လဲပြောနေတာပဲတိန့်ဆောင်ပင်ဟာရဲရဲပြက်ပြက်ပဲပြောတယ်ခေါင်းဆောင်တယ်စစ်အေးလွန်ကာလမှာ WTO ထဲပြစ်ပြီးဝင်လိုက်တယ် Made in China နဲ့ကမ္ဘာစံနပွဲဈေးတွေလုတ်တယ်တရုတ်ဒနာရှင်လူတန်းစားကိုလွှတ်ပေးတယ် တောင်အာဖရိကကမ္ဘာဘောလုံးပွဲဘောလုံးပွဲမှာမှုတ်ကြတဲ့ဘူဘူဇီယာအော်လန်တွေက သူတို့လှုပ်ရောက်တာပဲဂုံသေးဂုံမွားအားလုံးရောင်းနေအခုတော့အိတ်ကက်ဖောင်းနေပြီအမေရိကန်ဆူပါပါဘာဘိုက်နာတော့သူကဝင်ပြီးကဲတာပဲဒိုမီနိုဖဲချက်ကဥရောပကိုပဲ တိုက်လှဲတော့လဲသူပဲဝင်ပြီးကဲပြန်တာပဲ G20 ကိုအမေရိကန်ဥရောပကအလေးထားလာရအောင်ပဲလုပ်နေတယ် IMF မှာ သူကမဲပေးခွင့်နည်းနည်းတိုးပေးရင်ပဲခြေနဲ့နေပြီတရုတ်ကွန်မြူနီကရေရှည်မြင်နဲ့ပဲလုပ်လို့ရှိတယ်ပြိုင်ဘက်စူပါပါဝါအဆင့်ကိုတက်မှတ်ပုံမပြဘူးပြိုင်ဘက်မဟုတ်အကျိုးတူတွဲပေါ်တွဲဘက်နေရမှာပဲမှန်းနေတယ်ဒါကြောင့်စေအေးခေတကြောပြန်တော့ဖြစ်လာမယ်လို့မြင်ဆပါဘူးသူ့ရဲ့နယ်မြေတည်တံ့ခိုင်မြဲမှု territorial integrity ကို မထိသမျှအပေးယူလို့စိတ်ဆက်နေမှာပါ သူ့စင်တန်းက အမေရိကန်နဲ့ရှင်တန်နဲ့အဆင့်တန်းမဟုတ်တာသူသိသိပါတယ်ပါဝါပြော့လုံပွဲကတော့မုတ်ချလုံမှာပါ ပါဝါအမာချင်းထိတ်တိတ်တွေးဖို့တော့မမြင်ပါဘူးအချုပ်သဘောပြောရရင်အမေရိကန်ဟာစူပါပါဝါလက်ကျန်ဖြစ် အတော်ကြာကြာတည်ရှိနေမှာပါပြိုင်နိုင်သူ မပေါ်သေးပါဘူးစူပါပါဝါနှစ်ခုပြိုင်တဲ့စစ်အေးခစ်ပုံစံဟောင်းပြန်မပေါ်နိုင်ပါပါဝါပြော့လုံဆွဲပွဲရေရှည်ဆွဲနေအောင်မယ်လို့ယူဆပါတယ် နေကုန်းစကားဘုရှ်အငဲတကူတော်ထွက်ပြီးငါတကောကောတော့ကတချို့ကအဲ့အတွက်မှားပြီးကြွက်မနိုင်ကြည်မီနဲ့ရှုပ် policy ကိုစဉ်းစားကြတယ်အခုလဲစစ်အေးခေတ်တကြောပြန်ပြီးထင်ပြီးစဉ်းစားမိကြမှာစိုးလို့ရေးပါတယ်ပါဝါပြော့လွန်ပွဲဟာစစ်အေးတိုက်ပွဲမဟုတ်ပါဘူးကိုအားကိုတိဆောက်ပြည်သူအင်အားစုဆောင်းပြီးကိုဖာသာတိုက်ပွဲဝင်ကြရပါပါ